ရှင်ကျေးမှုများထိုင်ရာရီအခန်း1ဒီဥယင်ကြီးတဲ့ဝင်လိုက်မိသည့်အချိန်တွင် ကို့မျက်နာတို့ဥနှွေးသွားရသည်ရှအန်းအန်းမျက်နှာဘေးကို အခြားသူများ မြင်သွားမည်ဆိုသည့်စိတ်ဖြင့်ထက်ရှက်မိနေပြန်သည်မိမွေးတိုင်းဖမွေးတိုင်းခန္ဓာကိုယ်အတိုင်းထုထွင်းချပြထားသည့်ဘဘူးလျာတို့ကပြောင်မြောက်လာသည် မှုရုပ်တုတို့ဤအရွယ်အစားနှင့် အရန်ပေါင်းတို့မှာတက်ရှိလူများအတိုင်းပင် ကိုအင်းကအစိတ်ပိုင်းတို့မှာလဲတူလွန်းလာသဖြင့်လူအစ်စ်များထိုင်နေပြီးတကယ်သို့အသက်ဝင်လွန်းလာသည် တရုတ်နှစ်ရုတ်မဟုတ်၁၀ရုတ်အယုတ်၂၀လားမဟုတ်ပြန်သည်ယာချီရှိသည့်အဝတ်မပါဗလာခန္ဓာဖြင့်ဘဘူးရုပ်တုပေါင်းများစွာ ထိုဥယင်ကြီးတဲ့တွင် အလှချပြထားတဲ့ရောင်ခလေးရုပ်တုများမိမပြူရုပ်တုများယောက်ျားပြူရုပ်တုများတက်ကြီးရွယ်ဦးဘိုးဘွားရုပ်တုများအပြင်အမျိုးသားနှင့် အမျိုးသမီးတို့၏ချစ်တင်နှောနေဟန်ပုံပန်းတရံများပင်ပါဝင်သည် ထို့အပြင်ကျိုးပယ်နေသည့်အင်္ကာအစိပ်ပိုင်းများကိုလည်းတွေ့ရသည်ဘာအတွက်ကြောင့်ယင်များ ဒီလောက်အမြင်ရှက်စရာကောင်းသည့်ပုံများကို တစုတဝေးသည်ဒီဥယျင်ကြီးတဲတွင် ပြတာထားချသည်။ကို့အတွေးတို့လိုက်မမီနိုင်။လိုက်ပို့ပေးသည့်မိတ်ဆွေကရုပ်ထုများဤရွယ်ချက်နှင့်တမိုင်းချောင်းကိုရှင်းပြသည်။ဧက800ကျော်ကျယ်ဝန်းသည့်မြေပေါ်တွင်ရုပ်ထုပေါင်း200ကျော်ရှိသည်။ပန်းမှန်ပေါင်းစုံလည်းစိုက်ပျိုးထားသည်။အရေးအယအပင်ကြီးများလည်းရှိနေသဖြင့် ဥယျင်ကြီးသည်လှပစိန်ဆိုနေသည်ဘဘူးစရာကလူသားတို့သည်အပြင်ဘက်အဆက်တရားများကိုဖုံးကွယ်ထားကြပြီးအတွင်းစိတ်အဆက်တရားများကိုဖြစ်လှိဟပြတတ်ကြသည်ဆိုသည့်အတွေးများပေါ်လာသည်ဟုဆိုကြသည်လူစိတ်အခြေအနေဖြစ်ပေါ်လာသည်ခန္ဓာအပြောင်းလဲများကိုအသေးစိတ်လေလာကအရှိအတိုင်းဘဘူးယုတ်များထုတ်လုပ်ခဲ့သည်ကြွက်သားများ သွေးကြောများတို့သည် စိတ်ခံစားချက်အတိုင်းလိန်ညာမရပဲပြောင်းလဲသွားသည့်သဘောကိုဗဟုဇရာကအသေးအချာထုတ်ထွင်းပြခဲ့သည် အပေါ်ယံအဝိအစားများ ဖုံးအုံမထားလျင်တင်တို့တွေ့မြင်ရသည့်အရှိတရားများဟု ပြောပြနေသရောင်ရောင်ဥယင်ကြီး၏အမိကိုဗဟုဇရာ၏အမိဂုစတာဖိုက်စကလန်ကိုအစွဲပြုကဖိုက်စကလန်စကပ်ချာပတ်ခုပေးထားသည် နိုဘယ်ဆုဤဆုတစိတ်ကိုဖန်တီးပေးခဲ့သူလည်းဖြစ်သည်ကို့အတွေ့ကို့အမြင်နှင့်တော့ယဉ်ကျေးမှုမရှိဟုအမြင်ဖြင့်ဆုံးဖြတ်မိခဲ့သည်ယဉ်ကျေးမှုဆိုသည်မှာအတွင်းသဘောနှင့်အပေါ်ယံသဘောကို ခွဲခြားကြည့်မှမြင်နိုင်တာမျိုးလားဟု ကိုမရေမရတွေးမိရသည် တွေးရသည်စိတ်ဖော်ပြဝင်သည့်အမှုပညာဟန်တားမှုကင်းသည့်လွတ်လပ်ခြင်းတို့သည်ယဉ်ကျေးမှုကို ဖြစ်ထွန်းစေသည်လားရေရှည်တည်တံ့စေသည်လားဟုကိုအတွေးတဆပွားခဲ့ပူသည်အော်စလိုရောက်နေဆွဲများစီကအခန်းနှစ်ဒီနေရာလေးကိုသွားကြည့်ဖို့ပေးရသည်ဝင်ကြီးလက်မှတ်ကဈေးကြီးလွန်းသည်ဟုကိုထင်သည်လက်မှတ်ဝေပေးသည့်သူကိုလည်းအာနာနေမိသည်ရင်ကျေးမှုအကအလာတွေကြည်ရတည်နှင့်ပင်တန်ပါသည်ဟု တူလိုက်ပါမည်သူများကဆိုကြသည် ကိုနိုင်ငံရင်ကျေးမှုများနှင့်လုံးဝနေပါဆင်တူလာသည်အိန္ဒိချင်းနိုင်ငံ၏ရင်ကျေးမှုအကဆိုသည်များကိုသိစိတ်မဝင်စားလှလက်မှတ်လက်ဆောင်လဲရပြီးဖြစ်နေသည်ကတကြောင်လက်ပတ်စရာအလုတ်ကလွဲလျင်ဘာမှလုပ်စရာရှိမနေသေးကတစ်ချက်မို့သာရောက်သွားရသည်ဒီဥယင်ကြီးတဲ့သူဝင်လိုက်မိသည်နှင့်ထူးခြားသည့်အပြင်အစင် စံပြခန်းသားသည့်အရာမျိုးစုံတို့ကကိုကိုငေးမောနေအောင်ဆွဲဆောင်နိုင်သည်အကအလာကြည်ရမည်ရှိုးပွဲလက်မှတ်ဝင်ကြီးတွင်ညစာတဲ့ခင်းအခံပေးသည့်အစီစဉ်လဲပပြီးဖြစ်သည်ညစာတဲ့ခင်းခြင်းပြီးဆုံးသည့်အချိန်သည်ည9:00နာရီဖြစ်သည်ကာပွဲကြည့်ရှုရန်အတွက် လူတန်းရှည်ကြီးသည်အဆောက်အဦးတစ်ခုစီသို့ဥတီသွားနေကြသည်အဆောက်အဦးအတွင်းသို့ဝင်လိုက်သည့်အချိန်တွင် မော်ကားများဒန္နာယီကားများကဲ့သို့ပင်ယောမရှိဟောင်းမြေအောက်မြို့တော်ကြီးထဲသို့ရောက်နေသလိုခံစားလိုက်ရသည် ကာပွဲယုံအတွင်းသို့ဝင်ရင် နောက်တဆင့်ကို ဖြတ်ကြရသည် ကိုရုစီမရုပ်ရှင်ယုံဝင်ပေါက်များကို ဝင်ရသည်နှင့်ခတ်ဆင်ဆင်တူသည်သို့တော်လည်းဝင်ပေါက်များ အခု90လောက်ရှိနေခြင်းကိုတော့အံ့ဩမိရသည်စစ်စေးကိန်းများသို့ဝင်ရောက်ရင် တန်းစီဆောင်ဆိုင်နေရသည့်နေရာများတွင်ရေအိုးစင်တကားပေါင်းစပွဲနှင့်စောက်စင်လေးများကို အလှချပြထားသည်အားလုံးကိုကျွန်းသားများဖြင့်လှုပ်ထားပုံရသည်ကျွန်းသားအယောင်မှဝါရွှေပြီးတောက်ပနေသည် ကိုနှစ်အတူစောင့်နေကြသည်ဧည့်သည်အချို့ကပစ္စည်းများကို သွားကင်ကြည့်ပြီးရင်မောကြနေသည် ကိုလည်းစိတ်ဝင်စားသွားသည် ကိုကန်ကြည့်မိသည့်အချိန်တွင်ပေါ်ပါလာသည့်ပလတ်စတစ်ပစ္စည်းများက ကျွံ့ရောင်ဆောင်ထားကြသည်မှာအစစ်ကဲ့သို့တူလွန်းလာသည်ကိုစိတ်ထဲတွင်ငပိုးတွေဟုပင်ရေရွတ်လိုက်မိသည်ကျုံးဆိုသည်မှာတုပါစရာအရာမဟုတ်ဟု ကိုသတ်မှတ်ထား၍ဖြစ်သည်စစ်စည်းရေးခိတ်တွင်ကိုတို့၏လက်ကင်ဖုန်းကင်မရာနှိပညာပစ္စည်းအလုံးနှင့် လက်ကင်အိတ်လက်ပွေအိတ်ပါမကျန်ခြံထားခဲ့ရသည် လက်ခံကပ်ပြားလေးတစ်ခုသာ ကိုတို့လက်ထဲသို့ထည့်ပေးလိုက်သည် ပစ္စည်းများသိမ်းဆီပေးထားသည့်စနစ်ကိုဖြင့်ဟုတ်လာကြည်လားဟု ရေရွတ်မိရသည်ဘာအတွက်လူကြီးပဲတက်တက်ကပွဲခန်းနေသို့ဝင်ခန်းရသည်လဲကိုစိတ်ဝင်စားသည် သူတို့ပြတာမိရင်ကျေးမှုလက်ရာများရိုးရာအကအလာများကို ကြည့်ရှုနေသည့်အချိန်တွင်ဘယ်ကိုမှအာယုံမရောက်စေရန်ဖြစ်သည်ကိုသဘောကြသည် အမှန်တကယ်ထိရောက်သည့်နေလဲဖြစ်နေသည်အစောပိုင်းတင်ဆက်သည့်အကအများတွင်လှပြူပြူများကပသိမ်ထီးဖြစ်ကပြကြသည်ပသိမ်ထီးဆိုသည်မှာကိုရိုးနိုင်ငံမှစခဲ့သည်ဟု ကိုထင်သည်မှန်မှန်တော့အသေးချာမသိသို့သောကိုအာယုံကိုမထူးခြားလှဒီနောက်ပကံအကများပြုခိရိုးရာဝစ်စုံများဖြင့်အကများတဝဲရိုးရာရေအိုးရွက်အကများ မွန်ရိုးရကရင်ရိုးရဒုံရင်အကာများရခိုင်တန်စင်တချင်းစာသားများကိုအနီးအပါးမှပြိတ္တများကရခုတ်တန်တဖြောင်းဖြောင်းတီးကအားပေးနေကြခြင်းတွင်ငါမြမပြည်ပြန်ရောက်နေတာများလားဟုတယောက်တည်းဥလေလေခံစားနေရသည်သူတို့တင်ဆက်ပြသသည့်ရင်ကျေးမှုများရိုးရအကအလာများဟုသည် ကိုတို့ပြည်ဤမူရင်းအကာများဖြစ်သည် အရှိတောင်အာရှအိနီးချင်းနိုင်ငံများဖြစ်နေသည့်အတွက်ယဉ်ကျေးမှုများရောသည်ဆိုတော်လဲကိုတို့ယဉ်ကျေးမှုနှင့်ထပ်တူနေပါဖြစ်နေသည်ဒီနောက်တရိษံလေးများပါဝင်သည့်ဖြော်ပြေဝဲသည့်ပြိသက်ရှင်ကိုဆွဲကင်နိုင်သည်စင်အကောင်အစိတ်လောက်သည် လူတူတယောက်မှမပါပါပဲပွဲကြည့်စင်များချမှဖြတ်သွားပြီးစင်ပေါ်တွင် စင်များက နေရာယူကြသည် ။တမင်တရေတို့သည်လည်းကိုဆံဝင်ခန်းရောက်မှ ပါဝင်ပေးကြသည်။ကြက်များသည်ပင်ဇဝင်ခန်းအရညက်နက်တကောင်တွင်တွန်တန်ပေးကဖြတ်ပြေးပြကြသည်။ဖြတ်ရမည်အချိန်ဖြတ်၊ရက်ရမည်အချိန်ရက်နှင့်အယုတ်အတူများကဲ့သို့ပင်ထင်မိရသည်။အခြားအမခန်းစက္ကပ်များနှင့် ရုပ်ကြီးစဉ်၊ရုပ်သေးစဉ်များလည်းပါဝင်သေးသည်။သို့သောကိုအာယုန်ထဲတွင် ပကံမြေမှရုပ်သေးအလှကပြချသည့်နေရာများကိုသာ မျက်စီတွင်မြင်ရောင်နေတော့သည်သရီးစတာအဆင့်ရှိသည့်ဟိုတယ်ကြီးများတွင်တဲခိုလျင်ထိုအကအလှယဉ်ကျေးမှုတို့ကို အလကားကြည့်ရှုခွင့်ရကြသည် အချို့အဆင့်မြင်စားတော့ဆိုင်ကြီးများတွင်လည်းပကံအကအလှများကိုမေတ္တာဖြင့်ဖြော့ပြပေးထားသည်ဒါသည်ကိုယ်နိုင်ငံတွင်ဖြစ်သည် ကိုအခုရောက်နေသည့် ဖန်တာစင်းဆိုသည့်ကပွဲယုံကြည်သည်ဒီနိုင်ငံဒီနယ်မြေတွင် ဝင်ငွေအကောင်းဆုံးရှာပေးနိုင်သည့်နေရာဖြစ်သည်ကဘာလက်ခီးသွားများမပြတ်ရှိနေပြီးသူတို့နိုင်ငံအတွက် အခွန်အများဆုံးဆောင်ပေးသည့်နေရာလည်းဖြစ်နေသည်ကိုရိုနိုင်ငံ၏ယဉ်ကျေးမှုအကအလာများနှင့် ထတ်တူတူနေသည့်ထိုနိုင်ငံ၏ယဉ်ကျေးမှုသည်ဈေးကောင်းလာသည်အဖို့တန်တာချင်းတူလျင်တော်မှာ တို့တံပိုးကမြင့်မားလာသည်ရင်ကျဲမှုဟူသည် ရောက်ရှိရာနိုင်ငံအလိုက်တံပိုးကွဲလွဲသွားရသည်လားအတွေ့တဆကိုပွားပူခဲ့ရသည်ဖူးခဲ့ရ နေဆွေများစီကအခန်း၃အမျိုးအမည်မသိသည့်ပန်းရောင်စုံများဖူးပွင့်နေသည့်ဥယျာဉ်ကြီးတဲသို့ဝေးလိုက်မိသည့်အချိန်တွင် ကိုသည် ရိုမီရိုနှင့်ဂျူလီယက်တို့ကိုသာမြင်ရောင်နေမိသည်ဒီနေရာလေးတွင်ရိုမီရိုနှင့်ဂျူလီယက်ခေဟောင်းရုပ်ရှင်ရိုက်ဖူးခဲ့သည်ချစ်သူကိုမျှော်ငေးသည့်လေသာပရင်းပေါက်လေးရှိရာစီတို့ ကိုအကြာကြီးငေးကြည့်နေမိသည်ဟိုးအရင်အချိန်များစီကအမှန်တကယ်ရှိခဲ့သည့် အချစ်ဆက်လန်းဟုကိုငယ်ဘဝကလေးကစွန့်လန်းနေခဲ့ပူသည်ရှေ့စပီးယားပြဆက်ထဲက ကုံသေးလေးများစိုက်ပြိုင်ရာလှေကတိုးစိတ်များကိုလည်းမျက်စိဖြင့်မြင်တွေ့ခွင့်ရနေပြီ။ရခင်ကဖတ်ဖူးခဲ့သည့်စာ ကြည်ဖူးခဲ့သည့်ရုပ်ရှင်ပြကွက်များကမြရုပ်ရှင်ပြခွက်များတဲ့သူကိုရောက်လို့နေရပြီ။မြင်မြင်သမျှအရာတို့သည်အချစ်ဖြင့်ထုံမွန်းနေသည်။အနုပညာလက်ရာအနုစိတ်လာသည့်ရဲတိုက်ကြီး Frederick Spot Carter ကခန္ဓာထေဝါလှစွာဒုတိယကဘာစစ်အတွင်းကထိုရဲတိုက်ကြီးဤရင်ကျင်းမှုလက်ရာများပျက်စီးသွားမည်ဆိုသဖြင့်ဂျာမန်တို့ကကြက်ချီနီအမှတ်သားပြကရဲတိုက်ကြီးတစ်ခုလုံးကိုစေးယုံကဲ့သို့စေးအဖြူတုတ်ပစ်ပေးခဲ့ကြသည်ထိုအချက်မှလွဲနေရင်ကြံသည့်ရင်ကျင်းမှုလက်ရာအစာအူးများသည်လွန်ခဲ့သည့်နှစ်ပေါင်း3-4ရာကျော်ကအတိုင်းပင် အနေအထားမပြည့်ရှိလျက်ရဲတိုက်ကြီးဤအဝင်မုတ်ဦးများလေကတို့စိတ်မှတရားများကုံတယ်များစီပင်ရောင်းဝယ်ခဲ့ဘူးရာဈေးနေရာများကိုကြည်ရင် ကိုတို့မြို့ဟောင်းနေရာအချို့ဤအသည့်အသည့်အစာထိုးပြုပြင်ထားမှုများကိုမြင်ရောင်နှမျောနေမိသည်ကဘာကျော်အင်ရောင်စုံများရှိရာနွေ half နေရာလေးသို့ရောက်သွားသည့်အခါတွင်တော့ ကိုရိုနိုင်ငံမှတငါတဲလီများနှင့်တူလာသည် ဟုခန်းစားလိုက်ရသည် ထိုနေရာလေးကို သူတို့နိုင်ငံသားများကမြို့ဟောင်းဟုခေါ်တတ်ကြသည်အင်းယောင်စုံများအကြောင်းသိလိုက်ရသည့်အခါကိုခန်းစားမိသည့်အတိုင်းပင်ဒီနေရာလေးသည်တစ်ချိန်ကတငါတဲလီများဖြစ်ခဲ့ကြသည်တဲ့နန်းတော်ကို ထိုနေရာတွင်တည်သည့်အခါတငါတဲများကိုဖျက်မပစ်ဘဲစေးအောင်ဆုံးတုတ်ခါ အစားအသောက်ဆိုင်ငန်းများအသွင် ပြောင်းလဲလိုက်သည်ဆေးရောင်အလိုက်ရရှိနိုင်သည့်အစားအသောက်မျိုးအစားများကို ခွဲခြားထားသည်ယခုအခါတွင်တော့အင်ရောင်စုံများကို အလှပြထားလိုက်ကြသည် ထိုနေရာလေးသည်ပြပခီးသွွားများအားဆွဲဆောင်နိုင်ဆုံးနေရာတစ်ခုဖြစ်သည်ဝင်ငွေအများကြီးရှာပေးနိုင်သည့်နေရာလည်းဖြစ်သည်သူမြောင်းထဲတွင် အပျော်စီးလေကလေးများစီးကြသည် တူမြောင်ပေခုံတန်းရလေးများတွင်ထိုင်ရင်နန်းတော်ကြီးကိုမျောငေးနိုင်သလိုအိမ်ရောင်စုံတဲလေးများကိုလည်းလဲပြန်ငေးကြည့်နိုင်သည်ကိုနိုင်ငံတွင်နန်းတော်နေရာရွှေ့လျင်သို့မဟုတ်မြို့တစ်တမြို့တည်လျင်ဖယ်ရှားပေးလိုက်ရသည့်ရှေ့မူလက်ရာရင်ကျေးမှုများဘလောက်ပါသွားပြီလဲဟု တွေးကြည့်မိတော့ဝမ်းနည်းသလိုလိုတငါတဲလေးများကိုမြို့လေကောင်တွင်အလှပြထားပြီး ဝင်ငွေအမြောက်များရှာနိုင်ကြသည့်သူတို့နိုင်ငံသားများကို မနာလိုအားကြစိတ်ဖြစ်မိခဲ့ရသည် ကိုပင်ဟေကင်ရောက်နေဆွေးများစီကအခန်းလေးဒီနေရာလေးကိုသွားကြည့်ကြမည်ဆိုတော့ကိုရင်လည်းလှက်ခနဲခုံသွားသည်ចောင်းတင်ကန်းစာကပ္ပ သမိုင်းစာမျက်နှာများမှတင်ခဲ့ရပြီးစိတ်ဝင်စားခဲ့မိခြင်းဖြစ်သည် ။ចောင်းសាတွင်ပင်ခဲ့ရသည့်အចောင်းយ៉ាងတို့ကအနှဲငယ်မျှသာ။တင် जा ပေးသည့်ကိုတို့ဤတမိုင်းဆရာကအပြင်စာပေးအများကြီးဖတ်ထားသူမို့ဘုသူတဆုံးသည်။သမိုင်းကိုမပြင်းရအောင်သူတိထားသည့်ယတများဖြင့်ရှင်းပြတတ်သည်။ဒီအတွက်ကိုယ်စိတ်ထဲတွင်အကြောင်းစာများတဲ့အကြောင်းအရာများကိုပို့ပြီးဆွေးနေခဲ့သည်။ဒီနေရာဤအထင်ကြီးနေရာများစွာကို လဲပတ်ကြည့်ရှုပြီးဖြစ်သည်ဘယ်နေရာကမှယခုနေရာလောက်စိတ်แทထိရှမဖြစ်ဘူးခဲ့ရောက်သွားသည့်အချိန်ကညဘက်ဖြစ်သည်မို့မီးရောင်ထွန်းလင်းထားသည့်နေရာလေးမှအပကြံဝင်းကျင်တစ်ခုလုံးကအမောင်တိုက်သွင်းထားသလိုပင်အပြစ်မဲ့ပြည်သူတို့၏အုတ်ဂူများကြာဆုံးသွားကြသည့်ရဲဘော်တို့၏အမှတ်တရကြောက်တိုင်များက၆ချားဖွယ် ဝမ်းနည်းဖွယ်ပုံဆောင်နေသည်ဒုတိယကဘာစစ်ကြီးအပီးတွင်ဒီနိုင်ငံကစစ်ရှုံးသည်သို့အတွက်ကြောင့်စစ်နိုင်သည့်နိုင်ငံများဖြစ်ကြသည့်ရုရှားနှင့်အမေရိကန်တို့ကတချမ်းစီခွဲယူလိုက်ကြသည် ပိုင်ဆိုင်မှုနင်းနမိတ်အဖြစ်တတိုင်းကြီးကိုတတိုင်းကြီးတစ်ခုကိုရရက်ဆက်ဆက်ချလိုက်ကြသည်အရှိနှင့်အနောက်ပရိခပရိပခများချားတွင်ပြည်သူတို့၏နှလုံးသားများစွာကွဲကြီးခဲ့ကြရသည် အပြစ်မဲ့သည့်ပြည်သူတို့၏အသက်ချွေးများစွာစည်ဒီခံခဲ့ကြရသည်ဒီတိုင်းကြီးကို ပြန်ဖြိုချပြည့်ရန်အတွက်ပြည်သူတို့သည်နှစ်ပေါင်းများစွာလက်စင်ကန်တိုက်ပွဲဝင်ခဲ့ကြသည်နောက်ဆုံးတွင်တော့ပြည်သူတို့၏မလျှော်သောဇွဲလုံးလာတို့ကြောင့်တိုင်းကြီးကို ဖြိုချနိုင်ခဲ့တော်သည်ဟိုးယခင်ပြည်သူများချောင်းကြည့်ခဲ့ရသည့်တိုင်းနှစ်ခုကြားအဟနေရာလေးကို ခြံထားခဲ့ကြသည်အရှိတ်ဘက်သူပါသွားချသည့်မိသားစုများကို အနောက်ဖက်အချမ်းတွင်ကြံခဲ့ချသည့်သူများက အလွမ်းပြီးချောင်းကြည့်ကြခြင်းဖြစ်သည်ကိုမိသားစုဝင်ဆွေမျိုးများကို အမှန်မြင်ရသည်မဟုတ်တော့ညာလေဒါသည်ပင် အလွမ်းပြေရဒါသည်ပင်အလွမ်းဖြေစရာ နေရာတစ်ခုဖြစ်ခဲ့ကြသည်ထိုချောင်းကြည့်စရာအဟနေရာလေးသို့ကိုလေဝင်ချောင်းကြည့်မိလိုက်သည် ဘလိုပင်စာနာပါသည်ဟုပြောပြောသူတို့ပြည်သူများ၏ခံစားချက်ကိုတော့မှီမီမထင်ပါဖြိုချလိုက်သည့်တိုင်းကြီး၏အပိုင်းအစအစိတ်အပိုင်းများကိုမြို့လေကောင်ရှိခင်မီ shopping mall များ စားတောက်ဆိုင်များနှင့်ဟိုတယ်ကြီးများ၏ဧည့်ကြိုခန်းမနေရာများတွင်ချိတ်ဆွဲထားကြသည်တိုင်းကြီး၏အစိတ်အပိုင်းများကိုရင်ကျေးမှုပစ္စည်းတစ်ဖွဲအမျက်တနိုးထားထားကြသည် နိုင်ငံတကာမှ လာရောက်လည်ပတ်ကြသည့်ဧည့်သည်တော်များကိုတိုင်းကြီး၏အပိုင်းအစချိတ်ဆွဲထားရခြင်းအကြောင်းအရာများကို မျိုးဆက်သစ်လူငယ်လေးများက ရှင်းပြကြသည်ရှေ့မျိုးဆက်ပြည်သူများ၏စီးလုံးညီညွတ်မှုတို့ကြောင့်တိုင်းကြီးကို ဖြိုချနိုင်ခဲ့ကြသောစသည်စသည်တစ်ချိန်ကနာကျင်ကြည်ကွဲခဲ့ရသည့်တိုင်းကြီးကယခုယဉ်ကျေးမှုတမိုင်းဝင် အပိုင်းအစာများဖြင့် တို့မျိုးဆက်သစ်များခြားတဲ့တွင်ဆက်လက်ရှင်သန်နေကြသည်ဘာလင်တိုင်းရောက်နေဆွေများစီကအခန်းကရည်ကြည်မှုဟူသည်အမှုပညာပစ္စည်းလားရည်ကြည်မှုဟူသည် ပုံတူခုကူးချစရာများလားရည်ကြည်မှုဟူသည် နိုင်ငံ့ဝင်ဝေးတိုးပွားရာလားရည်ကြည်မှုဟူသည်ခြံထားခဲ့ကြသည်သမိုင်းများလား ယဉ်ကျေးမှုဟူသည်အလွယ်တကူရိုင်နှင့်ဆေဟာလေးများလားကို့အတွင်းနှင့် ကို့အမေတို့ကြားရေရာသည့်အဖြစ်ရမနေတော့လေကို့ဒိုင်ရာရီထဲတွင်တော့ယဉ်ကျေးမှုဆိုသည့်စကားလုံးများကယဉ်ကျေးစွာနေရာယူထားကြပါသည်